မီမင်္ဂလာပါကိုလူတို့အခုကျွန်တော်ကဇာယဆရာတင်ညွန့်ရေးသားတဲ့မီးဆိုတဲ့ဝတ္ထုကိုအပိုင်းတင့်နေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နောက်ဆက်ခံစားအားပေးကြပါဦး။ လောင်ကြီးဆောင်းကကြွေးသည့်ထမင်းကို စိတ်ပြက်စွာထားခဲ့ပြီး ကျွန်တော်လမ်းလျှောက်ထွက်လာသည်ကျွန်တော်နေထိုင်သည့်အဆောင်မှာပညာရေးတက္ကသိုလ်ဝင်အတွင်းရှိနဝရီးဆောင်ဖြစ်သည်အဆောင်မှာ ရေစင်ကြီးရှိရာဘက်ကိုလမ်းအနှဲငယ်လျှောက်လိုက်ရင်ဝန်းနှန်းနေနေသည့်တန်းလျာတစ်ခုရှိသည်ထိုတန်းရာတွင်ညနေခင်းမှထွက်သောလက်ဖက်တုပ်ဆိုင်ရှိသည်ကျွန်တော်ကလက်ဖက်တုပ်နှင့်ထမင်းစားရန်ထွက်လာခြင်းဖြစ်သည် ဆောင်းထမင်းဟင်းစားမရရင်ကျွန်တော်လာစားနေကြဆိုင်လေးဖြစ်သည်ကျွန်တော်ဝန်းနှံအိမ်ခြံဝင်းထဲသို့ဝင်လိုက်ချိန်တွင်ရေဓမာပင်အောက်ရှိထိုင်ကုန်နှိတ်ကလေးတွင်ထိုင်နေသောမမျှမီကိုတွေ့လိုက်ရသည်ဟာဆရာတယောက်တည်းလားလာလေးဟု तू ကခေါ်လိုက်သည်ကျွန်တော်ကလက်ပြလိုက်သည်နေပါဆိုသည်သဘောလာပါဆရာရဲ့ तू က နောက်တစ်ခါထက်ခေါ်သောအခါတွင်ကျွန်တော်မှငင်းဆန်နိုင်သည့်အားမရှိတော့သူထိုင်နေသည့်ထိုင်ကုန်ရှိရာကိုအလိုလိုရောက်သွားသည်မမမီတယောက်ထဲလားဟုတ်ကဲ့ဆရာမမမီကထမင်းနဲ့လက်ဖက်တုပ်စားနေသည်အဆောင်မှာထမင်းမစားဘူးလားအဆောင်မှာကြက်သားဟင်းနဲ့မစားကျင်တာနဲ့ဒီလိုလမ်းလျှောက်ရင်ထွက်လာတာကျွန်တော်လည်းအတူတူပဲမှားလေးဆရာ ကျွန်တော်ကလက်ဖက်တော့တပွဲနဲ့ထမင်းမြူတပွဲမှားလိုက်သည်မမမီနဲ့ကျွန်တော်ကဘီအီဒီတင်းနဲ့အတူတူလာတက်နေကြသူများဖြစ်သည် သူနဲ့ကျွန်တော် စာသင်ခန်းထဲတွင် မကြာခဏဆုံမှုသည်တင်းနန်းတွင် နောက်ဆုံးငုံကို လူထိုင်နေကြအတူတူဖြစ်သောကြောင့်သိနေကြသည်ကျွန်တော်တို့သည် နောက်ဆုံးငုံတွင်နေရာယူပြီး သူလည်းသူဖတ်ချင်ရာစာအုပ်ကိုဖတ်နေသည်ကျွန်တော်ကလည်းတွေးချင်ရာတွေး ရေးချင်ရရေးနေတတ်သည်ပြီးတော့သူနှစ်ကျွန်တော်စာကြည့်တိုက်တွင်ဆုံမှုသည်သူကစာကြည့်တိုက်ကိုလာပြီး တက္ကသိုလ်ဘုံနိုင်ဤမိုးညအိမ်မက်မီဝတ္ထုစာအုပ်ကို လာငှားခြင်းဖြစ်သည်စာကြည့်တိုက်တွင် ထိုစာအုပ်မရှိသူကကောင်တာမှအထွက်တွင်စာအုပ်အပ်နေသောကျွန်တော်ကမမမီခနာဟုခေါ်လိုက်သည်သူကရက်ဆောင်နေသည် ကျွန်တော်စီမှာအဲ့ဒီစာအုပ်ရှိတယ်ဟုတ်လားဆရာကျွန်မကိုနှားပါလားတိုက်တိုက်ဆိုင်ဆိုင်ပြင်လွန်ခဲ့သောတပတ်လောက်ကမြို့ထဲပန်းဆိုးရန်စာအုပ်အဟောင်းဆိုင်မှာထူစာအုပ်ကိုကျွန်တော်ရခဲ့သည်နှားမယ်လေမနှက်ပြန်တင်နှန်းလာတော့ယူခဲ့မယ်မနှက်ပြန်တင်နှန်းပိတ်တယ်လေစာအုပ်ကအဆောင်ပါလားကျွန်မလိုက်ယူမယ်ပိတ်ရမှာဖတ်ကျင်လို့ဆရာအဆောင်တန်းပြန်ပါလားဟုတ်တယ် ကျွန်တော်နဲ့အတူမမမီလိုက်လာသည်အဲ့ဒီစာအုပ်ကရုပ်ရှင်လေးရိုက်ထားတယ်မကြည့်ဘူးလားကျမမကြည့်ဘူးစာအုပ်ကိုလေတငယ်ချင်းတယောက်ကညှင်းလို့ဖတ်ကြည့်ချင်နေတာအဲ့ဒီဝတ္ထုကစိတ်ပညာအကြောင်းကိုအခြေပြုထားတဲ့ဝတ္ထုဆိုတာဟုတ်သလားဆရာစိတ်ပညာအကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးထားတာတွေတော့ပါတယ်ဒါပေမဲ့စိတ်ပညာနဲ့ပတ်သက်ပြီးတော့အလေးနဲ့ရေးထားတာမျိုးလည်းမဟုတ်ဘူးဗျဝတ္ထုအနေနဲ့ စိတ်ပညာကိုဇလန်းဆင်ပြီးတော့လက်စွမ်းပြထားတဲ့လှုပ်ဝက်သေးဖို့အခြေဝတ္ထုတပုတ်လို့ပြောနိုင်မယ်ထင်ပါတယ်။ဇရာပြောမှပူဖတ်ချင်လာပြီ။ကောင်းလားဇရာ။ကောင်းနေမကောင်းဘူးဆိုတာဖတ်တဲ့သူရဲ့ခံစားမှုနဲ့ဆိုင်တယ်လေ။ကျွန်တော်ပြောလို့ဘယ်ရမလဲ။ဇရာခံစားချက်ကိုသိချင်တာ။ကျွန်တော်ပြောလိုက်ရင်အရသာပြတ်သွားမှာပေါ့။ကိုယ်တိုင်ဖတ်ပြီးခံစားကြည့်ပါ။ဒုနေ့ကကျွန်တော် မမျှမိဟုစာအုပ်ငှားလိုက်သည်။နှစ်ရက်သဏ္ဍန်ပိတ်ပြီးပြန်ဖွင့်သည့်နေ့တွင်မမျှမိကကျွန်တော်ကိုစာအုပ်ပြန်ပေးသည်။ဒုနေ့ရစာပြီး "तू နဲ့ကျွန်တော် စကားတွေအများကြီးပြောပြစ်သွားသည်"ထို့သော "तू ကထိုဝတ္ထုအကြောင်းဆွေးနွေးခြင်းမရှိ"မမျှမိကစားပြီးသွားပြီ။ကျွန်တော်ကဂူမရောက်သည့်ဖြင့်စစားသည်။ကျွန်တော်တို့သင်္นานအကြောင်းသင်္นานပြီးရင်နေထွက်ရမည်အကြောင်း အမီဒီဆက်တက်ရင်မမမီကရီမန်းထားချောင်းတွေပြောကြသည်ကျွန်တော်ကတော့ចောင်းဆက်တက်ရင်စိတ်မရှိယာရူးတို့ကလည်းဝေးလံသည့်ဒေသတွေဆိုရင်သွားနိုင်မည်မထင်ကြောင်းသူ့ပြောပြသည်ចောင်းဆက်တက်ပါဆရာရဲ့ចောင်းဆက်တက်ဖို့ဆိုတာဂုံသူတွေထွက်မှရမှာပေါ့မမမီကျွန်တော်ကစာမှာအဲ့ဒါလောက်မစွန်ပါဘူးကျမကတော့ရန်ကုန်မှနေရတာပြောတယ် ဒီမှာပဲနေခြင်းလို့ကျွန်တော်တို့ရောက်တဲ့ရာရာရှောက်ပြောကြသည်ရုပ်ရှင်အကြောင်းစာအုပ်အကြောင်းတွေပြောကြသည်ဆရာဆောင်းပိတ်တော့မယ်ကျွန်မပြန်မယ်ကျွန်တော်လည်းပြန်မယ်ကျွန်မရှင်းလိုက်မယ်ဆရာဘယ်မဟုတ်တာပဲကျွန်တော်ရှင်းလိုက်ပါမယ်ဒါလို့လို့ဟမ်ဘယ်လိုလုပ်အောင်လဲကျွန်မပဟေလိနှစ်ခုဖွင့်မယ်ဆရာဖြေနိုင်ရင် ကျမရှင်းမယ်။ဆရာမဖြေနိုင်ရင်ဆရာရှင်းရမယ်။ကျွန်တော်ဘွားတွင်မိန်းကလေးတစ်ယောက်နဲ့ပဟေလိဝှက်ရမြည်ဟုမြည်သည့်အခါကမှ မျော်လင့်မထားသူဖြစ်သောကြောင့်ကဲပြောဗျာမမမီရစကားဟုပြောသည်ဆရာသေးသေးချာချာနားထောင်နော်ပြောပါကိုစိတ်ကူးကူ တခြားသူတယောက်ရဲ့ခေါင်းထဲမှာသွားထည့်ပေးနိုင်တာဘယ်သူလဲကျွန်တော်ကြောင်သွားသည်သူ့မိကွန်းကိုမပြေနိုင်ပါထို့ကြောင့်နောက်တစ်ခုမေးလေသူတစ်ပါးအိတ်ကတဲ့ကပတ်စံကိုကို့အိတ်ထဲရောက်အောင်လုပ်နိုင်တာဘယ်သူလဲဒုတိယမိကွန်းကိုကျွန်တော်ပြေးနိုင်မယ်ထင်တာပဲဖြေးကြည့်လေဈေးတွေဒီပေါ့ အပြည့်ဝတော့မှန်တယ်လို့မစုံနိုင်ဘူးကဲဆရာရှင်းပြီတော့ကျမသွားတော့မယ်ဟုမမမီယာပြောကပြုံးဆာဆာနဲ့ထွက်သွားတော့သည်မမမီသည် ကျွန်တော်ကိုဒုက္ခပေးသွားသည်ကျွန်တော်လမ်းလျှောက်ရင်းစဉ်းစားသည်မအိတ်ခင်တည်းလဲစဉ်းစားသည် ဖြေမရသဖြင့်နောက်တနေ့သင်တန်းတက်ရင်စောစောလေးလာခဲ့သည်ကျွန်တော်လပိတ်ဆိုင်ထိုင်နေစဉ်တွင်မက်မြမီသည်သူ့ငွေကြေးတယောက်နဲ့အတူဆိုင်ထဲကိုဝင်လာသည်သူကပြုံးပြီးဘယ်လိုလဲဆရာအဖြေရလားမရဘူးဗျဒါဆိုရင်ကျွန်မဖြေမယ်လေအေးဗျဖြေပါဦးဆရာရဲ့ကိုစိတ်ကူးတွေကိုသူများကောင်းနဲ့သွားထည့်ပေးနိုင်တာ ျမတို့ဆရာတွေပဲပေါ့ကျမတို့စိတ်ကူးလေးတွေ ਨੇ သူတို့အကောင်းဆုံးပြိုးထောင်ပေးနေကြတာမဟုတ်လားအဲ့ထဲကပတ်စံကိစ္စကရောဗျာကို့အဲ့ထဲကိုသူများအဲ့ထဲကပတ်စံတွေရအောင်လုပ်နိုင်တာစီးပွားရေးသမားတွေပေါ့ဆရာဆရာပြောတဲ့ဈေးတွေဆိုတာထက် စီးပွားရေးအကွက်မြင်သူဆိုရင်ပုံမှန်ပဲထင်တယ်နော်အေးဗျာကျွန်တော်ကတော့တညာလုံးစဉ်းစားလိုက်ရတာဟုတ်ပြီလေ နောက်မေကုံးဗဟေလေးနှစ်ခုနားထောင်ကြည့်ဦးမလားတော်ပါပြီဗျာမနေ့ကမေကုံးနှစ်ခုနဲ့ဆက်ဆက်နေတယ်ဆရာကဲပြောကြည့်ဗျာဒီတိုင်းတော့မရဘူးဆရာကြေးပါတယ်ဗောဟုတ်တယ်မဖြေနိုင်ရင်ဒီဝိုင်းကိုဆရာရှင်ဖြေနိုင်ရင်တော့ကျမဒီဝိုင်းကိုလည်းရှင်းမယ်နေ့လေကြရင်လည်းထမင်းကျွေးမယ်ကဲပြောဗျာ သူများခေါင်းထဲကိုလည်းစိတ်ကူးထဲနိုင်တယ်လို့သူများအေရိယာပတ်စံကိုလည်းကိုယ်စီရောက်အောင်လုပ်နိုင်တဲ့နှမျိုးလုံးစွမ်းဆောင်နိုင်သူကဲနောက်မေးခွန်းကိုတစ်ဆက်တည်းမေးမယ်အဲ့ဒီလိုနှမျိုးစလုံးကို မစွမ်းဆောင်နိုင်တဲ့သူဘယ်သူများလဲရှင်ကျွန်တော်ရှုံးပြီကျွန်တော်နှမျိုးစလုံးကိုမသိအရှုံးပေးပါပြီဗျာအဖြေကိုသိပြရသည် ူများကောင်းတဲ့ကိုစိတ်ကူးလဲထဲ့ပေးနိုင်ပြီ သူများရှာလာတဲ့ပတ်စံကိုကိုအိတ်ထဲရောက်အောင်လုံနိုင်စွမ်းရှိသူတွေရာဘသူများဖြစ်ရအောင်မလဲရှင်ဇနီးမယားတွေပဲပေါ့ဒါဆိုအဲ့ဒီလိုနှမျိုးစလုံးမစွမ်းဆောင်နိုင်တဲ့သူကရောဗျာခင်မွန်းတယ်ဒီလေကျွန်တော်လဖဲ့ရီဘူးရှင်းလိုက်ရပါသည် ကဲ့ပါစာရေးဆရာတင်ညွန့်ရေးသားတဲ့မိကြီးဆိုတဲ့ဝတ္ထုရဲ့အပိုင်းတစ်ကိုကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြှောက်ရင်နားဆင်ကြကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စိတ်တန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။